ကဲဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးကြည့်ချင်တာကတော့ geopolitics ကမှမဟုတ်ပထူရီနိုင်ငံရေးဆိုရအကြောင်းရပါပဲဆိုတော့ပထူရီနိုင်ငံရေးဆိုတာကမြေပုံပေါ်ကမြင်းကြောင်းဒီလိုပဲလားတကယ်တော့အဲ့ဒီထက်အများကြီးပေါ်ပါတယ်ဗျာတာမန်အားဖြင့်တော့ကျွန်တော်တို့မြေပုံတစ်ချက်ကိုကြည့်လဲရင်ဒါကအရှိတရားပဲအမှန်တရားပဲလို့ထင်ကြတာပေါ့နော်ဒါပေမဲ့ခဏလေးစဉ်းစားကြည့်ပါမြေပုံတိုင်းမှာသူ့နောက်ွယ်ကဆက်လန်တပုတ်အမြဲရှိနေပါတယ်ဘသူကအာနာရှိလဲဘယ်နိုင်ငံကပို့အရေးကြီးလဲဘသူကဘယ်နေရာမှာရှိတဲ့လဲဆိုတဲ့ဇလန်းမျိုးတွေပေါ့ အခုမြင်နေရတဲ့မြေပုံကတော့ဘယ်လိုဇလတ်မျိုးကိုပြောပြနေတယ်လို့ထင်ပါသလဲအဲ့ဒီတော့ဒီနေ့ရဲ့အဓိကတောချက်ကဒါပါပဲပထဝီနိုင်ငံရေးဆိုတာမြေကြီးနဲ့နေနိမ့်မိတွေအကြောင်းကြီးပဲမဟုတ်ဘူးအမှန်တော့ဒါဟာနိုင်ငံခြားရေးမူဝါဒတွေကိုပုံဖော်နေတဲ့ဘာသာစကားတွေတင်စားပြောဆိုမှုတွေနောက်ပြီးတော့စိတ်ကူးတွေကပထဝီဝင်လို့ခေါ်တဲ့အရာတွေအကြောင်းကိုလေ့လာတာဖြစ်ပါတယ်ကဲဒီတဘောတရားကိုပိုပြီးရှင်းရှင်းလင်းလင်းဖြစ်သွားအောင် အတိတ်ကအရန်ကိုဩစာကြည့်ခဲ့တဲ့ တခါတလေမှ NDA လဲများတဲ့ဇလန်တချို့ကိုဖြန့်လန့်ကြည့်ကြရအောင်အစောပိုင်းပထဝီနိုင်ငံရေးတွဲခေါ်ရှင်တွေရဲ့အမြင်မှာတော့ကဘာကြီးဆိုတာကပတိပခတ်တွေနဲ့ရှင်တန်ရက်တီရဲ့ကံမလွဲမရှောင်တာတိုက်ခိုက်နေရတဲ့ကစားခွင့်ချစ်တစ်ခုလိုပါပဲဥပမာစကူခွင့်ရဆိုနောင်ပိုင်းကလူမှုရေးတာဝန်ဝါရလိုပေါ့ပြီးတော့စကူခွတ်စကူမှာဟောက်ဖတ်မခင်တာကယူရရှာကိုမီကိုထိန်းချုပ်နိုင်ရင်ကမ္ဘာကိုဆုံးမနိုင်လေဆိုတဲ့ကမ္ဘာကျွမ်းမကြီးသီအိုရီကိုတင်ပြခဲ့တဲ့နောက်စကူနဇမားမှာတော့ဟစ်တလာကကြောင်းမနဲ့သူကနေထိုင်ရမင်းဆိုတဲ့မူဝါဒကိုချမှတ်ခဲ့တာပေါ့ ဒီစကားကိုကြည့်လိုက်ပါကပချောမချီကိုအုပ်ဆိုးသူဟာကပချီကိုစိုးမိုးတယ်တဲ့ဒါဖတ်ထဝီဝင်ကပဲကံကြမာကိုဆုံးဖြတ်တယ်ဆိုလဲအယူဆက်ကိုအရှင်ဆုံးပြလိုက်တာပဲဒီဆက်လိုင်းတပုတ်တဲกว่าပဲမဟာဖြူဟာပညာရှင်မျိုးဆက်ပေါင်းများစွာရဲ့အတွေ့အိတ်ခေါ်တွေကိုလွှမ်းဝိုးသွားခဲ့တာပါ ဟုတ်ပြီအဲ့ဒီလိုဖထူဤဝင်ကကံကြမ္မာကိုဖန်တီးတယ်ဆိုရဲဇလန်ကနီနစိယာစုရဲ့အထင်ရှားဆုံးဖထူဤနိုင်ငံရေးပြဿနာကြီးဖြစ်တဲ့စစ်အေးတိုက်ပွဲစီဘလို့ကူးပြောင်းသွားလဲဆိုတာကိုစပီးကြည့်လိုက်ကြရအောင်တရံဝေးရလီဗစ်ခွန်ညက George F Cannon ရဲ့ The Associate ကိုကြည်ပါဆိုဗီယက်ရဲ့ချဲထွင်လုံမှုကိုရေရှည်စိတ်ရှည်ရှည်နဲ့ဒါပေမဲ့ခိုင်ခိုင်မာမာထိန်းချုပ်ထားရမယ်တဲ့အဲ့ဒီမှာ containment ဒါမှမဟုတ်ထိန်းချုပ်ရေးဆိုတဲ့စကားလုံးတစ်လုံးက အမေရိကန်နိုင်ငံသားရဲ့မူဝါဒချက်ခုလုံးရဲ့အတိတ်ကဇလန်ဖြစ်လာပြီးဆယ်စုနှစ်လေးကိုကျော်ကြာလွှမ်းမိုးသွားခဲ့တော့တာပါပဲ။အဲ့ဒီခင်းချုံရဲ့မူဝါဒကလည်းမွေးဖွားလာတဲ့နောက်ထပ်ဇလန်တစ်ခုကတော့ဒိုမီနိုသီအိုရီပါပဲ။ရှင်းရှင်းလေးပါပဲ။နိုင်ငံတစ်နိုင်ငံကွန်မြူနစ်ဖြစ်သွားရင်သူ့ပေကနိုင်ငံတွေလည်းဒိုမီနိုတုံးတွေလိုတစ်ခုပြီးတစ်ခုလဲကျကုန်မယ်ဆိုတဲ့တင်စားချက်ပေါ့။ဒီဇလန်ကရိုးရှင်းပြီးမြဲတိတ်ကိုအားကောင်းတယ်။ကိုရီးယားကနေဗီယက်နမ်အထိကမ္ဘာတစ်လွှာကစီးရဲဆွဖဲမှုတွေအတွက်အ धिक အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဒီဇလန်းကလဲကျသွားတဲ့ဒိုမီနိုတုံးတဲ့အကြောင်းပဲမဟုတ်ဘူးနော်လွတ်လပ်ချက်ကဘာကြီးကိုချင်းချောင်းနေတဲ့အနီအောင်ရေလွှမ်းမှုမှုဆိုတဲ့ဇလန်းလဲရှိသေးတယ်ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကဒါပါပဲဒိုမီနိုရို့ရေလွှမ်းမှုမှုကိုလို့တင်စားချက်တွေကမျက်စိနဲ့မမြင်ရတဲ့နိုင်ငံရေးချင်းချောင်းမှုတွေကိုလူတွေရဲ့စိတ်ထဲမှာလက်တွေ့ကျကျကြောက်စရာကောင်းတဲ့ပုံရိပ်တွေဖြစ်အောင်ဖန်တီးပေးလိုက်တယ်အဲ့ဒီနောက်မှာတော့စစ်ပွဲအတွက်လူလူထောက်ခံမှုရဖို့တစ်ကိုလွယ်ကူထားရတာပေါ့ ကဲဆလန်တစ်ခုလုံးရဲ့အဓိကဖီလင်းကြီးအဓိကရန်သူတော်ကြီးရုတ်တရက်ကြီးပျောက်သွားရောဆလန်ကဘလို့ဆက်ဖြစ်လဲဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အခါမှာကဘာကြီးရဲ့အနာဂတ်ကို ရှင်းပြဖို့ဆလန်အစ်တစ်နှစ်ခုအပလိုင်ပေါ်ထွက်လာပါတယ်တစ်ခုက Francis Fukuyama ရဲ့တမိုင်းရဲ့နီကုံးဆိုတဲ့ဆလန်အနောက်တိုင်း Liberal Democracy ကအနိုင်ရသွားပြီဒါကနောက်ဆုံးပဲဆိုတဲ့ EU အစပေါ့ နောက်တစ်ဘော့ကတော့ပထဝီစီဝါရေထွန်းကားလာခြင်းဆိုတဲ့ဇလံတိုက်ပွဲတွေကစစ်မြေပြင်မှာမဟုတ်တော့ဘဲစီဝါရေနဲ့ကုံတွယ်ရေးနယ်ပယ်ထဲရောက်လာပြီဆိုတဲ့အမြင်ပါအရေးကြီးတဲ့အလက်အဖြောင်းကဒါပဲပရိပခါရဲ့လိမ့်နက်တွေကတင်ကားတွေဒုံးပြန်နေမဟုတ်တော့ဘူးဘာတွေဖြစ်လာလဲဆိုတော့တွင်းကုံကန်သက်တာတွေနီးပညာအထောက်ပံ့ပေးတာတွေဖြစ်လာတယ်ဒီပထဝီစီပွားရေးဇလအစ်တမဆိုရနိုင်ငံတနေနိုင်ငံရဲ့လုံခြုံရေးဆိုတာစီပွားရေးမှာဘလောက်ထိတာလုံနေတယ်လဲဆိုတာ ਨੇ တိုက်ရိုက်ကြီးဆက်သွားပါပြီ အဲ့ဒီကနေတဆင့်ကျွန်တော်ရဲ့မျက်မှောက်ခက်ကိုရောက်လာပါပြီဒီနေ့ခက်မှာတော့ဖထူအီနိုင်ငံရေးဆက်လိုင်းတွေကအရင်ကနေမတူတဲ့ကစားကွင်းအစ်စ်တွေပတိဖက်ခအစ်စ်တွေစီကိုရောက်ရှိနေပါပြီကဲဒီကင်းကနန်းကိုတစ်ချက်ကြည့်လိုက်ပါ95ရာခိုင်နှုန်းဒီကနန်းကဟာပါကိုဆိုလိုတာလေဒါဟာကျွန်တော်တို့ကဘာအနာဂတ်ကိုပုံဖော်မဲ့အရေးကြီးတဲ့ကင်းကနန်းတစ်ခုပါပဲ ။ဘာကြောင့်လဲဆိုတော့ကမ္ဘာအနာဂတ်လူဦးရေတိုးပွားမှုရဲ့95ရာခိုင်နှုန်းဟာကမ္ဘာအစင်းရဆုံးဒေသတွေမှာဖြစ်လာမယ်လို့ခန့်မှန်းထားလို့ပါပဲ။ဆိုလိုတာကရှိပီသားတန်ရန်ဇာတာတွေပေါ်မှာဖျားတဲ့အချီးကျေကြာရောက်လာတော့မယ်ဆိုတဲ့သဘောပဲ။အဲ့ဒီအချက်ကပဲနောက်ထပ်ပထမနိုင်ငံရေးဇလန်အသစ်တပုတ်ရဲ့အစဖြစ်လာပါတယ်။အဲ့ဒီတော့မေးစရာမေးခွန်းတစ်ခုထွက်လာပြီ။ပဝင်းကျင်ဆိုင်ရာ ရှားပါမှုတွေဥပမာ ရေပြက်လက်တာ စိုက်ပျိုးမြေရှားပါတာတစ်တော်တွေပြုံးတီးတာဒါတွေက 21ရာစုရဲ့စစ်ပွဲတွေကိုမီးမွေးပေးမလားဒီမေခွန်းကဖရဝင်းနိုင်ငံရေးမြေပုံအတစ်တစ်ခုကိုဆွဲပြနေပါတယ်ဒီမြေပုံအတစ်မှာတော့လုံကြုံကြီးဆိုတာနယ်နိမိတ်မြင်းကြောင်းတွေနဲ့တိုင်းတာတာမဟုတ်တော့ပဲအသက်ရှင်ဖို့အရေးကြီးတယ်တည်ရန်ဇာရတွေကိုဘသူပိုင်ဆိုင်တယ်လဲဆိုတာနဲ့တိုင်းတာလာတော့မှာပါဒါပေမဲ့လင်ဇလန်းဒီအားလုံးကိုအစိုးရတွေအနာရှိသူတွေလိုအထက်ကလူတွေကကြီးပဲရင်းနေတာတော့မဟုတ်ဘူးပေါ့ပထဝီနိုင်ငံရေးကိုစန့်ကျင်ခြင်းလို့ခေါ်တဲ့ အောက်ခြေလူတွေရောပြန်လဲခုခံမှုတွေလည်းရှိနေပါရဲ့။ဥပမာမက္ကဆီကိုကဇာပါတစ်စတက်စ်လိုမျိုးလှုပ်ရှားမှုတွေဟာအနာပိုင်တွေရဲ့ဆက်လန်းတွေကိုတက်တဲ့တူစိန်ခေါ်နေကြတာပါ။ Subcommand နဲ့ Marcus City စကားကိုပဲကြည့်ရင်မျောလင့်ချက်ကိုစိုက်ဖြူရိတ်သိမ်းရမယ်လို့သူတို့ပြောတယ်။အခုတော့ပုံကံမှုကိုရိတ်သိမ်းရမယ်အချိန်ပဲတဲ့။ဆိုတော့ဒီလိုလှုပ်ရှားမှုတွေကနိုင်ငံတော်ကချမှတ်ထားတဲ့စက်ကြောင်းကိုတက်ရရင်ဆိုင်နေပြီးတော့သူတို့ကိုယ်ပိုင်မျိုးပုံတွေဆွဲတဲ့ဂွန်တိခါနဲ့တရားမျှတမှုအချောင်းသူတို့ရဲ့ကိုယ်ပိုင်ဇလန်တွေကိုပြန်ပြုတ်ပြကြတာပေါ့။ကဲ ဒါဆိုရင်ဒီနေ့ဆွေးနွေးကြတာတွေကိုအချင်းချုပ်ကြည့်အောင် ပထဝီနိုင်ငံကြီးဆိုတာကပ္ပာကြီးကို ပုံဖော်နေရဲ့ဇလန်တွေကိုလေ့လာတာပဲဒီဇလန်တွေကပဲဘသူကငါရုလူဘသူကတခြားသူဆိုတာကိုသတ်မှတ်တယ်ကုံတွယ်ရဲကနေစစ်ပွဲအထိအရာအလုံးကိုအချောင်းပြချက်ပေးတယ်ပဝင်းကျင်လူမျိုးစစ်မြေပြင်အက်တီတူနဲ့အမြဲပေါ်ထွက်နေတယ်ဒါပေမဲ့အဲ့ဒီအဓိကဇလန်တွေကိုအောက်ခြေကနေအများတမ်းပြန်ပြီးစင်ခေါ်နေကြတယ်အဆုံးစုံမှာတော့အရေးကြီးဆုံးအချက်က ကျွန်တော်တို့ကဘာကြီးအကြောင်းဘလို့ပြောဆိုနေတယ်လဲဆိုတဲ့အချက်ကပဲကဘာကြီးကိုပြောင်းလဲပြစ်နိုင်တဲ့ဆွမ်းရှိနေတယ်ဆိုတာပါပဲအဲ့တော့နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုစဉ်းစားဖို့ခြံထားခဲ့ခြင်းပါတယ်အခုလက်ရှိကျွန်တော်တို့ကဘာကြီးကိုပုံဖော်နေတဲ့ဩဇာအကြီးဆုံးပထဝီနိုင်ငံရေးဇလန်းတွေကဘာဖြစ်မလဲဒီဇလန်းတွေကိုစပြီးတည်ထားကြည့်လိုက်တာနဲ့ကိုပြဝင်ခြင်းနေရာတိုင်းမှာသူ့လူကိုတွဲလာရပါလိမ့်မယ်